မင်္ဂလာပါကျမပိုးရီပါအာ life ocean energy healer တူဖြစ်ပါတယ်ကျမရဲ့နေ့စဉ် daily lifestyle မှာကျမဘဝအတွက်အတကယ်ကိုကောင်းမွန်တဲ့အရာလက်တွေကိုရရှိစေခဲ့တဲ့အမှုချက်လေးတစ်ခုအကြောင်းကျမမျှဝေပေးချင်ပါတယ်ဒါကတော့ကျမတခုခုပြုလုပ်တဲ့အခါတိုင်းမှာ ကျမအမြဲတမ်းစဉ်ဆက်မပြတ်ပြုလုပ်တတ်တဲ့အချိန်ပေါ့နော်ကျမမှာအဲ့ဒီအချိန်လေးရှိပါတယ်ကျမနေ့တနေ့မနေ့မိုးလင်းတိုင်းမှာ ကျမအမြဲတမ်းကျမရဲ့ပုံမှန်ပြုလုပ်နေကြအားစိတ်နဲ့ကံကုသိုလ်အနေနဲ့အာကျမကိုလည်းတန့်စင်ပြီးရနေကျမအာသီလစောက်တည်ရပေါ့နော်သီလစောက်တည်ပြီးရခါကျရင်ဗုဒ္ဓမြတ်စွာဘုရားရဲ့ကုံတော်ကြီးကျမရုပ်ဖက်ပူဇော်တယ်ကျမတရားထိုင်နေစသဖြင့်ဒီຢာရီကကျမအမြဲတမ်းနေ့စဉ်နေ့တိုင်းမပြတ်မကွက်ပြုလုပ်နေတဲ့အခြင်းဖြစ်တယ်ပေါ့နော်ဒီလိုပဲကျမရဲ့ခန္ဓာကိုယ်ကျမရဲ့အတွက်ဆိုလို့ရှိရင်ကျမခန္ဓာကိုယ်ကိုလည်းလေ့ကျင့်ခြင်းအာဒီ ခန္ဓာကိုယ် body weight ကိုထိမ့်မှုအတွက်ကိုယ့်ရဲ့ခန္ဓာကိုယ်မဆယ်ရီတန်မာဖို့စသဖြင့်ပေါ့နော်ဒီလိုမျိုး walk out တွေ yoga လေးကျင့်ငန်းတွေဒါမျိုးတွေကိုကျမပုံမှန်မပြတ်မကွက်ပြုလုပ်လေးရှိတယ်ဒီလိုမျိုးအမူအကျင့်တွေကိုကျမကဘယ်နေရာပဲရောက်ရောက်ဘယ်ဘဲသွားသွားဒါတွေကျမရဲ့ daily routine အနေနဲ့ကိုမပြတ်မကွက်အမြဲတမ်းပြုလုပ်လေးရှိရပေါ့နော်ဒါတွေကကျမကဒီဟာတွေလုပ်နေရတဲ့အချိန်မှာ ဟိုပျော်လဲပျော်ရကြည်လဲကြည်နေတယ်။ကျမရဲ့ habit track ကတွေအနေနဲ့ကိုကိုပြုလုပ်နေလေးရှိရဲ့အလေးအကျဉ်းနေဖြစ်တယ်ပေါ့နော်။အဲ့တော့ဒီလိုမျိုးဘာလေးပဲလုံလုံခန္ဓာကိုယ်အတွက်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့တဏှိတာအလုပ်တွေပဲဖြစ်ဖြစ်အဲ့လိုမျိုးလုပ်တဲ့အလုပ်တွေကိုကိုနှင်းစီနေတိုင်းစဉ်ဆက်မပြတ်ပြုလုပ်နေတဲ့အတွက်အဲ့ဒီကနေရလာတဲ့ပြန်ရတဲ့အကျိုးကျေးဇူးတွေရတယ်ကျမဘုရားမှာတော်တော်များများရှိတယ်ပေါ့နော်။ ဲ့တော့ကျမတို့ကဘာအလုပ်လေးပဲလုပ်လို့ကိုယ့်ဘဝအတွက်ပိုလိုချင်တဲ့ယူမှန်းချက်ပန်းနိုင်နေဒီအရာတွေရဖို့အတွက်ဒီလိုမျိုးကြီးကြီးမားမားတွေရဖို့အတွက်အာဘာကနေစလို့ရမလဲလို့စဉ်းစားရတဲ့စားလို့ရှိရင်ကျမတို့နေ့စဉ်ဖြတ်သန်းနေတဲ့ဘဝမှာကိုယ့်ရဲ့စိတ်တဲ့ပိုင်းဆိုင်ရာကိုယ့်ရဲ့အမှုခြင်းပိုင်းဆိုင်ရာဒီအရာတွေကို ကိုနေ့စဉ်ဆွဆွဲမြဲမြဲဒီဇိုင်းမမတ်ပြုလုပ်နေရတာဘာတွေရှိလဲနေ့စဉ်လုပ်နေတဲ့အရာလေးတွေခြေတလှမ်းခြင်းစီဒီတသေးလေးတွေကို ခေဥဒဆိုင်နေအမြဲတမ်းမပြတ်မကွက် ကိုယ့်ရဲ့အမှုအကျင့်ကောင်းလေးတွေဖြစ်နေပြုလုပ်နေဖို့အမြဲတမ်းအရေးကြီးပါတယ်။အဲ့တော့တခါတလေမှာပေါ့နော်ကျမတို့ကကိုယ့်ရဲ့ daily routine တွေအနေနဲ့လုပ်နေတဲ့အခါမှာအမြဲတမ်းမပြတ်မကွက်လုပ်နေတယ်အတခါတလေပြက်ကွက်ရင်ရောဘာဖြစ်တယ်လဲပေါ့ဆိုတော့ဒါမျိုးတွေမရှိနိုင်ဘူးလားဆိုရင်ရှိလာနိုင်တာတွေရှိတယ်ကိုယ့်ရဲ့စမ်းမကြီးတော်လကောင်ဒါမှမဟုတ်အခြားခြားသော အခြေအနေတွေကြောင့် မတို့ဒီလိုမျိုးနေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဖို့မဖြစ်နိုင်တော့တဲ့အခြေအနေကြီးကြုံတဲ့အခါမှာရှိလာနိုင်တယ်ပေါ့နော်အဲ့တော့ကျမအနေနဲ့ကျမရဲ့အတွေ့အကြုံအရဆိုလို့ရှိရင်ကျမကိုယ်တိုင်ကဒီလိုမျိုး daily routine တွေလုပ်ရတာကိုစိုက်နှစ်သက်တဲ့သူဖြစ်တဲ့အတွက်ဒီလိုမျိုးမလုပ်နိုင်ဘူးလို့ကြုံလာတဲ့အချိန်မှာအာကျမကဘယ်လိုလုပ်ရလဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးကိုပြန်ကြည့်ရတယ်ပေါ့နော်ဟာငါနေ့စဉ်ဒါတွေလုပ်နေရတာအခုတော့မလုပ်ဖြစ်ပြန်ဘူးဒါမျိုးတွေမလုပ်ရပြန်ဘူးဆိုပြီးတော့ စိတ်ထဲမှာပဝင်မကြတာစိတ်လေးညင်ညူးသွားတာဒါမျိုးတွေရှိတဲ့အခါကျရင်ကျမတို့ဘဝမှာကြုံလာတဲ့အခြေအနေကိုလက်ခံတတ်တဲ့စိတ်ကလေးပေါ့နော်ဘဝဆိုတာအမြဲတမ်း balance မြအောင်နေထိုင်တတ်ဖို့လိုရဲဆိုတဲ့စိတ်ကလေးကိုအဲ့ဒီစိတ်ကလေးပြန်မွေးတတ်ဖို့လိုရဲပေါ့နော်ဒါကျမတို့အမြဲတမ်းတစ်ဖက်ထဲမှာနေနေလို့မရဘူးရှိနေလို့မရဘူးတခါတလေမှာကိုယ့်ဘဝကဒီတိုင်းသွားနေပြီးမြင်တခါတလေမှာဘဝရဲ့တစ်စစ်ချိုးအကွေအောက်အပြောင်းလဲတစ်ခုဖြစ်သွားတဲ့အခါမှာ အဲ့ဒီအပြောင်းလဲလေးအတိုင်းကိုဘယ်လိုမျိုးလိုက်ရောညီထွေနေထိုင်တတ်ဖို့လိုမလဲအဲ့ဒီအပြောင်းလဲလေးမှာကိုဘယ်လိုပုံစံနဲ့ဖြတ်တန်းဖို့လိုမလဲဆိုတာကိုလေကို့အနေကိုလက်ခံတတ်ဖို့လိုတယ်အဲ့ဒီအပြောင်းလဲနဲ့လျော်ညီအောင်လေးနေထိုင်တတ်ဖို့လိုတယ်ပေါ့နော်အဲ့လိုမျိုးနေထိုင်တဲ့အချိန်မှာလဲကိုကကိုစိတ်ကလေးကအလိုက်တဲ့ဖြစ်နေဖို့လိုတယ်ပျော်ရွှင်နေဖို့လိုတယ်အဲ့တော့ဒီနေရာတွေကကိုနေ့စဉ်မပြတ်မကွက်စဉ်ဆက်မပြတ် လုပ်နေမယ်ဆိုလို့ရှိရင်လေကို့ဘဝအတွက် ကောင်းတဲ့အကျိုးရလဒ်တွေရလာနိုင်ရင်အဲ့တော့တကယ်လို့များမလုပ်ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးကိုဒီလိုပြောင်းလဲပြီးတော့မွေးမြူမယ်ဆိုရင်ဘဝမှာအေဂျင့်ချင်းလို့ခေါ်တဲ့အဲစိတ်ပိုင်းဆိုင်ရာအေဂျင့်ချင်းကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာ productivity တွေကိုအပြောင်းလဲနဲ့လာရောညီတွေဖြစ်အောင်နေထိုင်တတ်တဲ့စိတ်ကလေးတွေဒါမျိုးတွေဘဝမှာရရှိလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့တနေ့တာမှာနေ့စဉ်လုပ်ရမယ့်အလုပ်ကလေးတွေကိုနေ့စဉ်စင်စက်မပြတ်လုပ်ဆောင်ခြင်းဟာ ိုယ့်ရဲ့တကယ်ရည်မှန်းချက်ပန်းတိုင်းအကြီးကြီးတွေကိုရောက်ဖို့အတွက်နေတိုင်းနေတိုင်းကိုယ့်ရဲ့ရည်မှန်းချက်ကိုသွားနေရဲ့ခြေလှမ်းတွေကနေတိုင်းရောက်နေတယ်ဆိုတဲ့စိတ်ခံစားချက်ကလည်းကိုယ့်ရည်မှန်းချက်ကိုရောက်ဖို့အတွက်တောင်းအတရဲ့အနေနဲ့ကိုယ့်ဘဝမှာစိတ်တက်တကြွမှုပုံပြီးဖြစ်စေတယ်ကိုယ့်ရဲ့ productivity ပုံပြီးတိုးစေပါတယ်ဥပမာ body weight ကိုထိန်းကျင်နေသူအတွက်ကိုယ့်ရဲ့ body weight ဘယ်လောက်ရောက်မှဆိုတာတဲ့အဲ့ဒီ body weight ကိုရောက်ဖို့အတွက်နေတိုင်းသွားနေတဲ့ consistency မပြတ်မကွက်နေ့စဉ်လုပ်ရတဲ့ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အစားအသောက်တွေထိန်းသိမ်းခြင်းဟာကိုလိုချင်နေတဲ့ body weight ကိုရောက်ဖို့အတွက်နေ့စဉ်လှမ်းနေတဲ့ကိုယ့်ရဲ့အောင်မြင်မှုဂျာနီတွေပဲဖြစ်တယ်ဆိုတာကိုသိစေချင်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့နေ့စဉ်လုပ်နေတဲ့လုပ်ငန်းဆောင်တာလေးတွေကိုစဉ်ဆက်မပြတ်လှုပ်ဆောင်ရင်းနဲ့ကိုရောက်ချင်နေတဲ့ရီမန်းချက်ပန်းနိုင်တွေကိုရောက်ဖို့အတွက်ခြေလှမ်းလှမ်းနေတယ်လို့သိစေချင်ပါတယ်။တခါတလေမှာအကြောင်းမျိုးမျိုးကြောင့်ကိုနေ့စဉ်လုပ်နေတဲ့လုပ်ငန်းဆောင်တာလေးတွေပြက်ကွက်ခဲ့ပြန်ဆိုရင်လေအဲ့ဒီအနေထားလေးတိုင်းလက်ရောညီထွေချိန်သိရင်းနဲ့ဘဝကို business ပြမြ ြတ်တန်းနိုင်စီဖို့အတွက်ရည်ရွယ်ပါတယ်။ဒီဗီဒီယိုလေးကတော့ကျမရဲ့ပကံခီးစဉ်ပုံရိပ်လေးတွေနဲ့အတူညှောက်ဝေးလိုက်တာဖြစ်ပါတယ်။အဆုံးအထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။